တောက်ဖြူဟာမြန်မာအနာဂတ်ကိုပုံဖော်မဲ့စစ်စည်းပွားတိုက်ပွဲရဲ့ပုံဖော်ချက်ဖြစ်လာပါပြီ2025ခုနှစ်မှာတရုတ်နဲ့စစ်ကောက်စီကြားကတက်တန်းကုန်မဲ့စာချုပ်တွေနဲ့အတူပဲမြန်မာကက်ချမှာဘယ်လိုအပြောင်းအလဲဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါကြောက်ဖြူအနည်းကတိုက်ပွဲတွေဟာ AA ရဲ့ view ဟာမြောက်ဥဖြတ်ဆစ်စင်ရေးမြွေခေါက်ဖြတ် view ဟာကိုထင်ရှားစေပါတယ်စစ်ကောက်စီရဲ့ရခိုင်မှာထိတ်ချုံနိုင်မှုကိုထိရောက်စွာဖြိုခွဲလိုက်တာဖြစ်ပြီးတော့ကြောက်ဖြူရန်ပြဲလမ်းပေါ်မှာ ိုက်ပွဲတွေပြင်းထန်နေပေမဲ့ OGT နဲ့ Power China ဆက်ရုံနားမှာတော့တိတ်ဆိတ်နေပါတယ်။ဒါဟာ AA ရဲ့ကန့်သက်စစ်နီးပြူဟာကိုပြသနေတာဖြစ်ပြီးတော့ပဋိပက္ခတွေကြားတရုတ်စစ်ဘက်ကတွေလွမြောက်နေတာကနိုင်ငံရေးကစားကွက်ပေါ်ကဖြူဟာမြောက်ရွေရမှုတစ်ခုပါ။ကြောက်ဖြူဟာရွှေရေနံဒံငွေနဲ့နိုင်ငံချောင်းငွေစီစင်းရစီပေါ်ရေးနိုင်ငံရေးတကက်ရွှေတိုက်ကြီးတစ်ခုပါ။ စစ်ကောက်စီအတွက်အနည်းစင်ဒေါ်လာတန်းချီဝင်ငွေရနေတဲ့သွေးကြောဖြစ်ပြီးတော့တရုတ်နဲ့စစ်ကောက်စီကြားမှာစာချုပ်သက်တမ်းဟာ2025ခုနှစ်ဇွန်လ25ရက်နေ့မှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။မြန်မာအရေးဟာတရုတ်စွမ်းအင်လုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပြီးကြောက်ဖြူဟာစစ်စီးပွားငွေကြေးစတဲ့ကြိုးတွေနဲ့ပေါင်းပြီးတော့အစုပေါင်းရပ်နွယ်နေတဲ့တကက်ပေါင်းဆက်နေမြေတစ်ခုဖြစ်လာပါပြီ။ဒီတော့ မြန်မာနိုင်ငံမှာအရေးကြီးဆုံးကြောက်ဖြူရအောင်မြင်မှုဟာမေကွန်တစ်ခုဖြစ်လာပါတယ်။ AA ဟာတရုတ်စစ်ရုံနောက်ကိုတော်လိုင်းနယ်မြေအဖြစ်တတ်မှတ်ခဲ့မဲ့ဆိုရင်တရုတ်စစ်ပွဲရဲ့နောက်ဆက်ခံရနိုင်ပြီး AA ကိုရင်းနှီးမြုပ်နှံမှုရန်သူအဖြစ်တစိကခန့်ရနိုင်တာကြောင့်နိုင်ငံတကာကထောက်ခံမှုပါထိခိုက်နိုင်ပါတယ်။စစ်ကောက်စီအတွက်တရုတ်စာချုပ်သက်တမ်းမတိုးနိုင်ဘူးဆိုရင်ကြောက်ဖြူဟာစစ်ပွဲရဲ့အရေးမပါတော့ပဲနိုင်ငံခြားဝင်ငွေ ပိတ်တာခံရပြီးတရုတ်ထောက်ခံမှုပါထိခိုက်နိုင်ပါတယ်။ဒါပြင်ဘင်္ဂလားဒေ့ရှ်ကမြန်မာစစ်တပ်ကိုနှက်စားကားနေပြီးတော့ဖိအားပပေးလာမယ်ဆိုရင်တော့ AA တို့ EAO တွေအတွက်နောက်တခြားတော်လိုင်းအင်အားစုတွေ PDF တွေအတွက်ပါနိုင်ငံတကာအထောက်ပံ့ရနိုင်မဲ့နိုင်ငံရေးအားသာချက်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ AA ဟာကြောက်ဖြူနဲ့6မိုင် အကွာနာထီကို တဖြည်းဖြည်းရောက်ရှိလာနေပြီ2025 မေလ30ရက်နေ့ကစနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်စစ်တပ်ရဲ့ဗျူဟာမှုပဝင်5ဦးသေဆုံးခဲ့ပါတယ်။မေလ29ရက်နေ့ကလည်းပါဝါချိုင်းနာတပ်အပိစက်ရုံကစစ်ကောက်စီကာကင်းစခန်းကိုဒရုန်းနဲ့တိုက်ခိုက်တဲ့အခါမှာဒုတက်ရင်မှုအပဝင်6ဦးထပ်ပြီးသေဆုံးခဲ့တာလည်းရှိပါတယ်။ AA ဟာမြို့သိမ်းတိုက်ပွဲတွေလို့အရင်ပုံစံနဲ့မတူပဲဒူးနဲ့ဒဲနဲ့အင်အားသုံးတိုက်ခိုက်တာမျိုးမဟုတ်ပဲကာကင်းစခန်းတွေကိုပြင်မှတ်ထားတိုက်ခိုက်နေတာတွေ့ရပါတယ်။ 2024ခုနှစ်နှစ်ဆပိုင်းလောက်ကတည်းကကြောက်ဖြူမျိုးနဲ့တဲကိုတောင်ဖက်ပိုင်းကနေပြီးတော့စိတ်ဝင်ခဲ့ပြီးတော့လက်ရှိမှာမြောက်ဖြားပိုင်းတချို့နေရာလောက်ပဲတိုက်ဖို့ကြံပါတော့တယ်စစ်ကောက်စီကလည်းမေလ22ရက်နေ့မှာအင်အား400ကျော်ထပ်ပြီးဖြည့်ထားတယ်ဆိုပြီးသိရပါတယ်အေအေဟာရခိုင်ပြည်နယ်အတွင်းမှာမျိုးနဲ့ပေါင်း18ခုရှိတဲ့အထက်14ခုကိုတိုက်ပိုက်ထားပြီးဖြစ်တယ်မျိုးတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ပဲကြံပါတော့တယ် 2024ခုနှစ်နောက်ပိုင်းမှာကတည်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပူပေါင်းလိုကြောင်းဆိုပြီး AA ကဖိတ်ခေါ်တဲ့စာ ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့ကြားဝင်မှုနဲ့နှစ်ဖက်အပြည့်အဝဖြစ်နိုင်မယ်လို့ရခိုင်ရေနံဒန်းငွေစောက်ကြည့်ရေးအဖွဲ့ AOW ကသုံးသပ်ပါတယ်။ဒါပေမဲ့ AA နဲ့နှိစက်တဲ့စည်ရေးအရင်းမြစ်တွေကတော့ AA ဟာစင်ပြောင်ကြီးအမိကြမှတစ်နေမှာမဟုတ်ဘူးဆိုပြီး BBC မှာလည်းပြောထားပါတယ်။ ဆိုလိုတာကအကြောက်ဖြူကိုအပြစ်ပြက်သိမ့်ပိုက်နိုင်ချေလက်ရှိနေပါတယ်ကြောက်ဖြူကိုထိ ंछ ုပ်တဲ့သူဟာမြမအနာကပီထောင်စုရဲ့ဘီတုကဖြစ်လာမလားဆိုတာကျွန်တော်တို့လေးစောင့်ကြည့်ရမှာပါ။ဒါမှမဟုတ်ရင်တရုတ်ရဲ့နိုင်ငံရေးစီးပွားရေးဩဇာအောက်မှာမြမပြည်သူတွေထာဝရပိတ်မိနေမဲ့တမိုင်းတပုတ်ကိုပဲအထပ်ပြီးရေးထိုးသွားနိုင်မလားဆိုတာလည်းမြမကန့်ချက်မှာကိုပုတ်ဖို့တွားပါလိမ့်မယ်။ ုတိယအခန်းအနေနဲ့ AA တရုတ်အမေရိကန်ဘင်္ဂလားဒေ့ရိုနဲ့ဆက်ဆံရေးတစ်ချက်ကြည့်အောင်ပါအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ကမြန်မာတိုင်းဒေသအဖွဲ့တွေကိုလက်နက်ပေးပြီးတော့ရခိုင်ဒေသတရုတ်ပင်လယ်လမ်းကြောင်းကိုပိတ်ဖို့ကြံနေတယ်ဆိုတော့အိန္ဒိယမီဒီယာတချို့ပြောဆိုမှုတွေကတက်တဲ့အထောက်အထားခက်ခဲမှုမှမရှိတဲ့တည်င်းကောလာဟလတွေပဲဖြစ်ပါတယ်။2025မေလဒုတိယအပတ်မှာအမေရိကန်လေတပ်အရာရှိဒါကာမျိုးရောက်လာတာကိုလက်နက်ပေးသွင်းဖို့အတိတ်ပဲဖွင့်ဆိုတာကလည်းအလွန်ကျူးပြောဆိုတဲ့ကောလာဟလတသက်ပါပဲ။ BBC စကားဝိုင်းတစ်ခုမှာဒေါက်တာအင်ဒရူးဆဲနဲ့ပမောက်ကဇာခါရီအဘူဇာတို့ကအမေရိကန်နဲ့မိတ်ဖက်တွေခါမြန်မာစစ်ပွဲကိုလက်နက်မဟုတ်တဲ့ပုံစံနဲ့ပဲကူညီနေပြီးတော့စစ်ရေးအကူအညီမပေးဘူးလို့လည်းထောက်ပြထားပါတယ်။အမှန်ပါပဲ။တရုတ်ဘက်ကလာရှုမှတိုက်ပွဲအပြီးတရုတ်အပြစ်ခတ်ရဲစဲရေးညီနိုင်တဲ့ရုပ်ဖွင့်တာတွေဒေါ်ချိုရီတပ်ဖွဲ့တွေချထားတာတွေအပြစ်မှာကို MNDAA ကိုဖိအားပေးပြီးနေရာပြန် လွဲစေတဲ့အထိဩဇာလွှမ်းမိုးမှုကလွန်ကျူးပြသနေတာဖြစ်ပါတယ်။တရုတ်နယ်စပ်ကုတ်သွယ်မှုအင်တာနက်တွေဖြတ်တောက်တဲ့အထိ နီလမျိုးစုံသုံးပြီးစစ်အရှိတ်ကိုပြပြထက်ထန်ရပ်တန့်စေခဲ့ပါတယ်။မြန်မာစစ်တပ်အနေနဲ့ရှမ်းပြည်မှာနယ်မြေတွေတကယ်ကိုပဲဆုံးရှုံးနေပြီးတော့ပြန်လည်ထိချုပ်ဖို့လောကမဖြစ်နိုင်တဲ့အခြေအနေအိန္ဒိယမီဒီယာတွေရဲ့အမေရိကန်နဲ့ဘင်္ဂလားဒေ့ပူးပေါင်းကြံစည်မှုဆိုတာမျိုးဟာပါဝါခ ဇာခာရီအဘူဇာပြောသလိုပဲအတိတ်ပဲမရှိတဲ့ပြောဆိုမှုလောက်ကျန်ဇာလန်တစ်ခုလို့ရှင်းလင်းစွာတုံ့တန်ရမှာဖြစ်ပါတယ်။နောက်တစ်ခန်းအနေနဲ့ဆိုရင်ဘင်္ဂလားဒေ့ရဲ့ AA ရဲ့ရခိုင်အနာဂတ်ဘယ်လိုဆက်ဆံရေးတွေရှိနေလဲ။အဲ့ဟာရခိုင်ရဲ့ကံကြမ္မာနဲ့ဘင်္ဂလားဒေ့ AA ဆက်ဆံရေးဟာအလက်ပြောက်တစ်ခုကိုရောက်လာပြီလားဆိုတော့စဉ်းစားစရာဖြစ်ပါတယ်။၂025ခုနှစ်မေလ12ရက်နေ့တည်တင်းတပုတ်ရဘင်္ဂလားဒေ့အိဆောက်အစိုးရကကုလသမဂ္ဂရဲ့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုအကူအညီ ပေးရလမ်းကြောင်းဖွဲ့ဖို့အကြံပြုချက်ကိုမူဝါဒအရသဘောတူခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းဖော်ဆောင်ဖို့နဲ့ရိုဟင်ဂျာဒုက္ခသက်အရေးဖြေရှင်းဖို့အတွက်ရခိုင်တစ်ခုလုံးနေပါကိုထိတ်ချုပ်ထားတဲ့အာရခတ .aa နဲ့ဘင်္ဂလားဒေ့ရှ်ဟာထိတွေ့ဆက်ဆံဖို့မဖြစ်မနေလိုအပ်ပါတယ်။အရင်ရှေ့ဟာစီနာအစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ဘဖို့အစိုးရနဲ့သာအိန္ဒိယဟာဆက်ဆံခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာဆက်ဆံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခု you know ဥဆောင်တဲ့ဂျာပြက်အစိုးရမှာတော့မြန်မာနိုင်ငံမှာအာဏာတစုတစည်းတဲ့မရှိတော့ဘူးဆိုတာကိုသူတို့လက်ခံလာပုံရပါတယ်။အထူးသဖြင့်ရခိုင်မှာ AA ကထိုက်ချုပ်ထားတာကိုသူတို့အတိမတ်ပြုလာတာဖြစ်ပါတယ်။နိုင်ငံခြားရေးရအကြံပေးဖူစိတ်ကိုယ်တိုင်ကရခိုင်ကိစ္စအတွက်တည်တန်းခိုင်မြဲတဲ့ဖြည့်ရှင်းနည်းတွေရဖို့ဆိုရင် AA ရဲ့ပါဝင်ပတ်သက်မှုကအရေးကြီးတယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောထားခဲ့ပါတယ်။ရခိုင်ပြည်နယ်ကိုမြန်မာစစ်တပ်က ပိတ်ဆို့ထားလို့စီးပွားရေးအရာကြက်တဲပြီးအခြေခံကုန်စည်ကုန်ပစ္စည်းတွေရှားပါနေတာကြောင့်လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းဟာမဖြစ်မနေလိုအပ်နေပါတယ်ကုလသမဂ္ဂရဲ့ကြီးကြပ်မှုနဲ့ဘင်္ဂလားဒေ့အစိုးရကတရားဝင်လမ်းကြောင်း formal corridor တခုလိုလားနေတာတော့သိချပါတယ်ဒါပေမဲ့ international crisis group ရဲ့အကြီးအကဲပေးသောမတ်ဂိန်းကတော့စစ်တပ်ရဲ့ဖြတ်လေးဖြတ်မှုဟာဒါကြောင့်ဒီလိုတရားဝင်လမ်းကြောင်းပွင့်လာဖို့မလွယ်ဘူးလို့လည်းသုံးသပ်ထားတာတွေ့ရပါတယ် လက်တွေ့ကြကြအကူအညီတွေရောက်ဖို့ဆိုရင် informal corridor တရားမဝင်တဲ့လမ်းကြောင်းကပွင့်နေဖို့ပို့အရေးကြီးတယ်လို့သူကထောက်ပြထားပါတယ်။ဒါဟာတကယ်လည်းပွင့်နေခဲ့ပါတယ်။ Sheikh Hasina လက်ထက်တော့က Nan State Actor တွေနဲ့မဆက်ဆံခဲ့တဲ့မူဝါဒရှိခဲ့ပေမဲ့ you know ဂျာဖြတ်အစိုးရလက်ထက်မှာတော့ AA နဲ့ထိတွေ့ဆက်ဆံဖို့ပုံမပွင့်လင်းစွာဆက်ဆံလာနေတာကိုတွေ့ရပါတယ်။ဒီနေ့အစောပိုင်းမှာ informal တွေ့ဆုံမှုတွေရှိခဲ့ပေမဲ့အခုဆက်ဆံရေးမှာ အခက်အခဲတချို့ရှိနေပုံရတယ်လို့တောမတ်ဂိန်းကထောက်ပြထားပါတယ်။ဟုတ်ပါတယ်။တရုတ်ပတ်သက်မှုလားသို့မဟုတ်ဘသူတွေရဲ့သွေးထိုးနှောင်ရှက်မှုတွေလဲဆိုတာလေးလာဖို့လိုပါတယ်။ရိုဂျာလက်နက်ကအဖွဲ့အာဆာလှုပ်ရှားမှုတွေကလည်းအေးအေးအနေနဲ့ဘင်္ဂလားဒေ့ရဲ့ဆက်ဆံရေးမှာပိုပြီးတတိထားလာစေတဲ့အဓိကအချက်တစ်ချက်ပါ။ဘင်္ဂလီတွေရဲ့လက်နက်ကအကြမ်းဖက်မှုတွေကိုအေလိုဆိုးရိပ်နေတဲ့လှုပ်ရှားရေးကဏ္ဍရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာအရက်ဖက်အစိုးရနဲ့လုံခြုံရေးအဖွဲ့တွေကြောင့် AA နဲ့ပတ်သက်တဲ့မူဝါဒတွေကွဲပြားနေတာပေါ်လွင်နေပါတယ်။စစ်ထောက်လိုင်း Agency DGFI က AA နဲ့ဆက်ဆံရေးရှိနေပေမဲ့အစိုးရကိုယ်တိုင်က အရက်ဖက်လမ်းကြောင်း Civilian Channel ဖွင့်ဖို့မူဝါဒဖြည့်လျှော့လာတာကတော့ကောင်းတဲ့လက္ခဏာလို့ပြောရမှာပါပဲ။ပင်ဂါလီရိုဟင်ဂျာတွေအတွက်စေစုံလုံခြုံရေးစုံတို့မဟုတ်တိတန်းနဲ့မြေလိုမျိုးပြောဆိုလာတာတွေကတော့လက်တွေ့မကျပါဘူး ဒါဟာအေးအေးအတွက်တော့ချိန်ရှားမှုအဖြစ်ရှုမြင်နိုင်တာကြောင့်အခြေအနေတွေကို ပိုပြီးဆိုးရွားစေနိုင်တယ်ဆိုပြီးတောမတ်ကိန်းကတတိပေးထောက်ပြထားပါတယ်။လူသားချင်းစာနာမှုအကူအညီတွေရခိုင်ဒေသကိုတကယ်ရောက်ဖို့ဆိုရင်ဘင်္ဂလားဒေ့အစိုးရနဲ့အေးအေးကြားမှာ informal နားလည်မှုတစ်ခုကိုတော့မဖြစ်မနေတိစောက်ဖို့လိုအပ်ပါတယ်။တစ်ဖက်စလုံးကသူတို့ဆိုးရိမ်ချက်တွေကိုပုတ်ပုတ်လင်းလင်းဆွေးနွေးပြီးယုံကြည်မှုတိစောက်နိုင်မှသာပဲနှစ်ဆက်ဖြတ်ကျော်စီစဉ်နေတဲ့ကိုယ်တော်ရေးလမ်းကြောင်းတွေဟာ လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းတွေအဖြစ်ထီထီရရအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီအချိန်နေမှာဘင်္ဂလားဒေ့နဲ့အေအေကြားကဆက်ဆံရေးရခိုင်ဒေသတွေအနာဂတ်အတွက်ဘယ်လိုအလက်ပြောင်းတွေဖြစ်လာစေအောင်လဲဆိုတာတော့စောင့်ကြည့်ရမှာပါအေအေနဲ့အမေရိကန်တရုတ်ရဲ့လူသားချင်းအကူအညီဈေးကြံနဲ့ခရမ်းဆိုတဲ့ပြောဆိုမှုသတင်းဟာကောလာဟလဖြစ်ပေါ်တယ်ကျောက်ဖြူကိုအေအေတို့အပိတတိုက်ဖို့အတွက်မဟာဗျူဟာမြောက်စိတ်ဝင်ပြီးတို့ဖောက်တိုက်ခိုက်နေတယ်ဆိုတာကိုတင်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်